မင်္ဂလာပါရှင်ရှမ်းရေကောမီဒီယာကကြိုဆိုပါရစေ။ကြိုင်တုံမျိုးနိုင်အခါတိုင်းရင်းသားရွာစက်ဦးနီပွဲတော်ချင်းပါတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းချိုင်းတုံမြို့နိုင်အခါတိုင်းရင်သားရိုးရာချဲ့ဦးနီပွဲတော်ကို AP 18ရက်နေ့ကအမေရင်ခွင်တော်တွင်ကျင်းပရာထရီခန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူဘူမူချုပ်စုလိုက်ပြည်နယ်ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိဥက္ကဋ္ဌဦးဇော်လွင်ဦးနဲ့ဒေတာခန်တိုင်းရင်သားများကတက်ရောက်ခဲ့ကြပါတယ်ဦးစွာအမေရင်ခွင်ចောင်းသားចောင်းသူကလေးများကဘူဘီတို့အားဆုတောင်းမြတ်တာပို့သကြပြီးအခါတိုင်းရင်သားအကြီးအကဲဦးမင်းညိုကချဲ့ဦးနီပွဲတော်ကျင်းပရာဒီ ီရွေးချယ်အားရှင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်အခါတိုင်းရင်းသားအကြီးအကဲဦးမင်းညိုနဲ့အလူရှင်များကငလျင်ပေးတင်ပြည်သူများအားကျမ်းမာရေးစောင့်ရှောက်သောကျမ်းမာရေးဝန်ထမ်းများနဲ့ကျမ်းမာရေးအထောက်အကူပြုနိုင်ရန်အတွက်ငွေကျပ်310နဲ့ငလျင်ပေးကယ်ဆယ်စောင့်ရှောက်ရေးတို့တော်ရောက်မြည်ရှမ်ပီနယ်ရှိပိုင်းချက်ချင်းဤတပ်ဖွဲ့သို့ငွေကျပ်320လူတန်းရာထရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှုကဂုံပြူမတ်တန်လောင်များပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက်တိုင်းမှုနဲ့တက်ရောက်လာကြတော်သူများသည်ကျုံနီပွဲတော်အထည်အမတ်အမတ်တရားညစာစာပွဲကျင်းပခဲ့ကြောင်းသိရှိရပါတယ်ရှင်